ိုနေရောင်နဲ့လရောင်နဲ့ကတချို့ကပြောတာပေါ့နော်နေရောင်ရက်ပူပြင်းတယ်ပေါ့လရောင်အေးမြတယ်ပေါ့အဲတော့ဒေါ်စုကသူတိတ်ထားရဲ့မြေကိုလရောင်တော့လို့ဘာလို့နာမည်ပေးတာပေါ့အချိန်တိုင်းတော့မင်းကဂျေးတယ်မသွားဘူးမင်းအချိန်တိုင်းမင်းသေပေးရမှာကြက်လာမမဲ့ကဲမင်းလာမကုန်ဘူးယူဆိုင်နော်ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင် ိုနေရောင်နဲ့လရောင်နဲ့ကတချို့ကပြောတာပေါ့နော်နေရောင်ရက်ပူပြင်းတယ်ပေါ့လရောင်အင်းပြတယ်ပေါ့အဲတော့ဒေါ်စုကသူတိမ့်ထားတဲ့မြေကိုလရောင်တော့လို့ဘာလို့နာမည်ပေးတာပေါ့သူကအင်းပြတယ်ပေါ့ဟာအမေရဲ့အရေးဟာအင်းအမြတယ်လရောင်လို့ပဲပါညာတကယ်တော့လရောင်ကညာသူများရဲ့တစင်ကလေးအောင်ပေးတာနေဆိုတာကိုပိုင်လေးအောင်ရှိတယ်နေဆိုတာပူပြင်းတယ် ဒါမဲ့အသီးနှံတွေဖြစ်ထွန်းတယ်စပါးတွေဖြစ်တယ်လူတွေကိုကျက်မှသေးတယ်ဟလာဆိုလာအင်နာဂျီတွေပါရရစေတယ်ပူရာပူရာပဲဒါမဲ့သူ့မှာစွမ်းအင်တွေအများကြီးပေးနိုင်တယ်စပါးတွေကိုဖြစ်ထွန်းစေတယ်အသီးနှံတွေကိုဖြစ်ထွန်းစေတယ်လရောင်မှာဘာဘာဘာအပြုရှိလဲအေးမြတာလေးတခုပဲရှိတယ်နော်လူတွေကအဲ့ဒါကိုအယူအမှတ်မှားနေတာဒါကိုယူဆွဲယူပြီးတော့ပါသူတို့ကလရောင်လွဲတူပါတယ်ဘာဖြစ်တယ်ညက်ဖြစ်တယ်လို့ပြောတယ်ကျွန်တော်တို့ကနေရောင်ပဲ အပူပေးမယ်အလင်းအောင်ပေးမယ်တီးနံနေဖြစ်ထွန်းစေမယ်တိုင်ကြီးတိုးတက်အောင်လုပ်မယ်စကလုံးလှလှလေးနဲ့လာရောက်တော်တွေပါရမလုပ်ဘူးအပြက်ပြက်ဖဲချမယ်နော်တိုင်ကြီးလည်းစီလုံးညင်ညောအောင်လုပ်မယ်တိုင်ကြီးမျိုးပျော်စီပျော်စီသွားလို့လို့မရဘူးပြား1980ခုနှစ်ကယူကိုစလာဗီးယားဆိုတာတကယ့်ဆိုရှယ်လစ်နိုင်ငံကြီးအဲ့ဒါအချင်းချင်းခြားပြီးတော့ပြိုကွဲကုန်တာတမတော်မထိန်နိုင်တဲ့ခါကျတော့ ပြိုကွဲသွားတာ၈နိုင်ငံကွဲသွားတယ်เนาะဒီနီဂရိုတို့ဟုတ်လားဆလိုဗီးနီးယားတို့ဂရေးရှားတို့ညာဆာဗီးယားတို့ဘော့စနီးယားတို့မက်ဆီဒိုနီးယားတို့ခင်ဗျအဲ့ဒါတွေအကုန်လုံးကွဲကုန်တာအဲ့ဒါတက်မတော့အင်အားချိနေသွားလို့အကုန်လုံးကွဲပြဲကုန်တာเนาะတိုင်းပြည်ရှစ်စိတ်ကွဲသွားတယ်အဲ့လိုမျိုးဖြစ်အောင်လုပ်လို့မရဘူးတချို့ကပြောတယ်အပြည့်သူစစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့ ဘယ်ပါရီကကျွန်တော်တို့ကပြောတယ်ပြည်သူစစ်မှုသားစက်ကိုလောရမယ်ကိစ္စဖြစ်တယ်။နော်တိုက်ပြီးတိုးတက်မှနောက်ဆိုယူဂိုစလာဗီးယားလိုအဲ့မြန်စစ်စိတ်ကွဲသွားမယ်။ခုကိုပဲကွဲချင်နေတာကွဲချင်နေတာဒါတွေရအောင်ပြန်ချမယ်။နေရောင်ကြီးလိုစွန့်အင်ပေးရမယ်။ဒီလူလူတို့အင်အားရှိရမယ်။စတောင်ဂါညမပိုပြီးတော့ကြမ်းမှကြက်ခိုင်နဲ့ပိုပြီးတန်ပါတဲ့တိုက်ပြီးဖြစ်အောင်ကျွန်တော်လုပ်မယ်။အဲ့လာပြောတာ။ ေစားပါတယ်။ငင်းကြံကထညက်ခဲအကြောင်းပြောကြင်လို့ပါဗျ။ထညက်ခဲဆိုတာကထညက်ကိုခဲတယ်ဆိုရင်တော့ဘာလဲဆိုတော့ခမရတော့နဲ့ပြေးပေါ့နော်။သူကတကယ်တမ်းမိုက်မဲ့ခဲမဟုတ်ပါဗျာနော်။ထညက်ကိုခဲတာခွေးပဲရှိပါနော်။ဒါလေးလည်းသိသိချင်ပါဗျာနော်။အမချောင်းနဲ့ဆိုတဲ့ဇာကားကပြောတယ်ဟုတ်လားအမချောင်းနဲ့ဆိုတဲ့ဇာကားဟောင်စီနဲ့ဟောင်စီနဲ့တွေ့ပြီးကြတဲ့ကထညက်ခဲလဲတော်တော်ကြီးကိုဟောပါတော့ ဟောင်းစီလိုဟောင်းတက်လာတယ်ပေါ့နော်တိတ်ပြီးမစစ်ကိုစိတ်မဝင်စားတော့ဘူးအဲ့ဒါခိုက်ထားကိုစိတ်မဝင်စားဘဲနဲ့လေနဲ့ပဲတိုက်တူတာလေနဲ့ပဲနေတော့တာလေနဲ့တိုက်တယ်လေနဲ့နေတယ်ဆိုတာကသူတို့တက်ကွင်တက်တယ်လေအလဲလဲချမ်းသာရတယ်လို့ပါစီဝါရေးရကြည့်မယ်ဆိုတော့လေအစင်ပြေတာပေါ့ဗျာအစင်ပြေတာပေါ့နော်အဲ့ဒါကြောင့်မလို့ထညာခဲအကြောင်းอ่ะထညာခဲအကြောင်းပြောကြထညာခဲอ่ะအခုထညာခဲอ่ะနှထိုးကြီးမြင်းကြံပဲမှာသူက ဥဆောင်တာပေါ့ဗျာထညာခဲဆိုဟုတ်လားမမဲခဲဆိုလားထညာခဲဆိုလားဟုတ်လားခွေးခဲဆိုလားမတည်ဘူးအဲ့တော့အဲ့ဘက်မှာသူဥဆောင်နေဒါပေမဲ့ပြောချင်တာကအခုသူကဘယ်မှာလဲဘယ်မှာနေရတော့ဒီအဲ့မှာအခုနထိုးကြီးဘက်မှာစစ်ကြောင်းထိုးနေရလေမဟုတ်မလို့ဖွဲ့ရလဲဟိုဘက်ကနေသက်တိုက်ထိုးနေရလေငါကတော့ဘာဖြစ်တယ်ညာဖြစ်တယ်မြင်ရအောင်လားဗျအခုအဲ့တိုက်ရိုက်ချလေတိုက်ရိုက်လို့လေဒါထိုးတဲ့ခါမှာရှင်းထိုးလေဗျာဟုတ်လား ဘာဘာအเจ้าသားရဲ့မုဂ္ဂုကိုစစ်ကူသွားတယ်မုဂ္ဂုကိုငါတို့လာယူမုဂ္ဂုကိုငါတို့ဖြစ်ပြောလာမုဂ္ဂုကိုငါတို့တိုက်ဖို့လာယူဆိုရင်မအားချောင်းမနေနဲ့အားချောင်းမနေနဲ့ကြာလာမင်းတတ္တိရှိရင်တခါတိုက်ကြာလာတကယ်မုဂ္ဂုမှာဒါတခုတော့ဝင်လာပါတယ်မင်းတို့တွေတကယ်လို့မင်းတို့ပြောရတဲ့အတိုင်းမုဂ္ဂုမှာမင်းတို့ရှိတယ်ဆိုရင်တကယ်ဝင်လာတယ်မင်းတို့တွေမုဂ္ဂုမှာတကယ်စုနေတယ်ဆိုရင်တကယ်အတိုက်ထက်ကိုဝင်လာတယ်ကွာအတိုက်ထက်ကိုဝင်တာနော်မင်းတို့တမတော်စစ်ကြောင်းကလည်းထူးထူးတွေရှာစရာမလိုတော့တာပေါ့ကွာထူးထူးတွေမလိုတော့တာပေါ့ကြာလာထူးထူးတွေမလိုတော့နော်အဲ့တော့ မိုက်ခဲနဲ့ဟောင်စီတို့ကိုပြောလိုက်ဟောင်စီကလည်းပေါက်ကိုတော့မကြစေမကြတော့ဘူးပြောမဲ့စကားဟောင်စီမင်းကိုငါပြောရမှာဒီကဒီလောက်ကိုရင်ပေါက်ကိုတော့ထိုင်အောင်ပြန်လာမယ်နော်ပြန်လာမယ်အဲ့တော့မင်းကမင်းငကောကမင်းမြန်မာနိုင်ငံမှာရှိတဲ့လူတွေကိုမလုပ်မဲ့ညာလုပ်မဲ့ဆက်ခေါ်တဲ့ခုငါပြန်တော့လေဟာပြန်ပြီးမှပြောတာတွေရောပြန်ပြီးမှမင်းတကယ်ဟောင်စီမင်းဟာတာတွေရမ်းပြောတတ်တယ်နော် ဟာတာ၄မင်းရန်စကားဟာတာ၄မင်းလူရှင်တော်လောက်အောင်လူရှင်တော်လောက်အောင်ဟုတ်လားလူရှင်တော်လောက်အောင်အဲဆိုမင်းပြောတဲ့စကားတွေကအယမ်းရှိရမှာဟောင်စီကြလားအဲ့စကားကမင်းကငါပြောရမယ့်စကားကြလားအဲ့ဒါလည်းမင်းမမေ့တယ်နော်ဟာတာ၄ရန်မပြောနဲ့လို့ပြောခြင်းနဲ့လက်တွေ့နော်အဲ့တော့ဘသူကလက်တွေ့အကောင့်ထဲဖော်နိုင်တယ်လဲဆိုတာကိုလည်းဟောင်စီကကိုကိုကိုယူဆိုင်မင်းနာမှာရှိတဲ့လူတွေကိုလည်းဟုတ်လားခယူဆိုင်ဟုတ်လားမင်းနာမှာရှိတဲ့လူတွေမင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်း ဂယုဆိုင်ရမယ်နော်ဂယုဆိုင်ရမယ်ဒါလေးကိုမင်းတိအောင်ပြောပြရင်းဖြစ်ပါတယ်တိအောင်ငါပြောပြရင်းဖြစ်တယ်နော်မင်းနာမှာရှိရဲ့ဒူတွေမင်းနာမှာနေရဲ့ဒူတွေကိုဂယုဆိုင်ဟုတ်လားမင်းကဘသူမှတက်လို့မသေးဘူးမင်းနာကောင်နေရာပဲမင်းတက်လို့နေမှာမင်းနာကောင်နေရာမြင့်ဖမ်းလို့ဖြစ်မှာကြားလားပုဂ္ဂိုလ်တော်အဲ့လောက်ထိမင်းဟုတ်လားမင်းမဟာချိုင်မကလို့ဘယ်နေရာပဲသွားသွားဘယ်နေရာပဲလာလာမင်းကြောမလုံးစေရဘူးနော် ဟောင်စီအတွက်ပြောတာပါဒါတော့ဟုတ်လားဟောင်စီအတွက်ပြောတာနော်မင်းပါပါကိုပြင်မရတဲ့လူတိုင်းကတက်ဆိုးမရှိဘူးကြားလား မင်းမမောက်ပြမတို့ရတက်ဆိုးမရှိဘူးအဲ့တော့မိုက်မိုက်မဲ့ဒီမင်းလာဟိုပြေပမှာနေပြီးမှဟောင်ကျင်တဲ့ဟောင်နေဟုတ်လားအဲမိုက်မိုက်ခဲလဲမဲ့လာဒီလာကိုညီမကုံမှာကြလားဟောင်စီမင်းနဲ့ဟိုဟာပေါ့နော်တောင်းစာနေတဲ့ဒီမိုက်မိုက်ခဲလားထိုင်ညက်ခဲလားသူလည်းဒီလာကုံညီမကုံမှာကြလားနော်ဒီလာဒီလာတော့မကုံတော့ပါဘူးဒီလာတော့မကုံတော့ပါဘူးနော်အဲမင်းမိုက်မိုက်ခဲလဲထိုင်ညက်ခဲလို့ပြောလိုက်စင်မောကတူအောင်ခွေးမကြောက်ဘူးလို့တအားကြီးဟောင်းမနေနဲ့လို့နော် မင်းတကယ်တတ်သိရှင်မြင်ကြမှာမယုံမလို့အဖွဲရောစေချောင်းနေရောနထွေးရွက်တွေမှာထိုးနေအမေအဲ့ဒီမှာတခါတယ်ဟုတ်လားငါဒီမှာရှိတယ်ငါဒီမြန်မာနဲ့မင်းတို့လာခဲ့ဆိုပြီးမှစိန်ခေါ်လို့ကြလားအဲ့လိုစိန်ခေါ်ခိုင်းနော်အာမိုးကုတ်ကိုတွားပြီးစစ်ကူလာလို့လို့မိုးကုတ်ကိုတွားရင်မှာပဲဘာမှဆက်အကြခံထုမနေနဲ့ကြလားအချိန်တိုင်းတော့မင်းအချိန်တိုင်းတော့မင်းကဂျေးတယ်မသွားဘူးမင်းအချိန်တိုင်းမင်းသေပေးရမှာကြလားမမေခဲ့မင်းလာမကုန်ဘူးဂျူးဆိုင်နော် ။ဘာမှမင်းပပမပြင်းမထိုက်သူမင်းပြင်းမနေတဲ့အတွက်ကြောင့်နော်။နောက်စာလေးဖတ်ပြခြင်းလို့ပဲနော်။စစ်ပွဲကိုနိုင်ရင်စစ်သူကြီးကိုအရင်တက်ရတယ်တဲ့။ဒီပွဲကိုနိုင်ရင်စစ်တပ်ထောက်တောက်တိုင်တွေကိုအရင်ရှင်းမှရမယ်တဲ့။ပေါ့ကူတော်ဝါတော်ဝကြော်စိုးမင်းကြော်စိုးတိတာယူမွန်တို့ဒီ၅ယောက်ကိုအော်နော်အရင်စမုံလုံးမိလိုက်ရင်တိုက်ပြီးတခွဲအေးချမ်းသွားမယ်တဲ့။အော်ပေါ့ကူတော်သူတို့အဲ့လောက်ထိတောင်ကြောက်ကြတာလား။ပေါ့ကိုတော့အဲ့လောက်ထိတောင်လိုက်ကြတာလား။ဘာလဲလဲမှမရှိတဲ့ကိုတော်ဦး။ လက်နဲ့မှရှိရင်သူတို့ဘယ်လောက်မှလတ်မလဲဘာလဲလည်းမမရှိရဒီပါဇတ်စပီကာဓမ္မတော့သူတို့တွေကြောက်ကြတယ်ဆိုတော့နော်ဟိုကျော်မြင့်မင်းတို့ဆိုလဲနိုင်ငံတော်ဒီပါဇတ်စပီကာဓမ္မတွေဟိုကိုကျော်စိုးဆိုလဲဟောမယူမှုကြောက်တယ်ဆိုတော့ဒီထဲမှာလက်ခံနေတယ်ဥဝတဝါတို့အဖွဲ့ကိုကြောက်တယ်ဆိုတော့လဲလက်ခံနေတယ်ပေါကုတို့ကြောက်တယ်ဆိုတော့မလက်ခံလို့မရဘူးကွာကြလားနော်အဖိုးကြီးနှစ်ပါးကိုကြောက်တယ်ဆိုတော့ဖိုးကြီးနှစ်ပါးမှာဗာလဲနဲ့မကင်ထားတာလည်းမဟုတ်ဘူးเนาะမင်းတို့ကြောက်အောင်ပါတယ်ခရမ်းကြာကြောက်ဆိုးဦးလည်းမကြောက်ပါဘူးဥပဒဝလည်းမကြောက်ပါဘူး ဟုတ်လားကိုကျော်မျိုးမင်းလည်းမကြောက်ပါဘူးမင်းတို့ကြောက်ရမှာမယူမွေကိုကြောက်ရမှာမယူမွေကတော့မင်းတို့ကိုလိုက်လေရှာနေတာဖြစ်တယ်လို့မင်းတို့စမုံတုံးတယ်ဆိုတာအဲမင်းတို့စမုံတုံးပြီမှာဟိုကကြာလာအဲမယူမွေဆိုတဲ့ဟိုဖိုက်တာနော်ဂျက်ဟိုဂျက်မာဖိုက်တာပေါ့ဟိုတို့ကတော့မင်းတို့စမုံတုံးပြီမှာကြာလာအဲ့တော့မင်းတို့ကိုကိုကိုပောက်ကိုတော်တို့မကြောက်နဲ့နော်ပောက်ကိုတော်ပြင်မာတဲ့ဒူတိုင်းဒူတိုင်းကတော့တဆိုးမရှိဘူးဆိုတော့မင်းတို့ကောင်းကောင်းမြဲမြဲဖတ်တာနော်အဲ့တော့မမိုက်ခဲမဲဒီလာကိုအောင်အသက်ရှိအောင်နေပါလို့ပဲပြောချင်တယ် ဟောင်စီတာကြီးမဟောင်နဲ့တာကြီးမဟောင်နဲ့ဟာတတွေအရန်မပြောပါနဲ့ဟာလတွေအရန်မပြောပါနဲ့နော်ယူကောက်ပွဲအောင်မြင်သွားယူကောက်ပွဲဖြစ်သွားပြီဆိုယူကောက်ပွဲလည်းပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ကထိုင်းထောင်နဲ့ပဲပြန်သွားမလားဒါမို့မင်းတို့အချင်းချင်းတက်လို့ပဲသေမလားဒါမို့မြန်မာနိုင်ငံဝယ်ပြန်လွဲမလားမင်းအဲ့တုံးကိုယ်တည်းကြိုက်ထားအောင်ယူကြိုက်ထားအောင်ယူနော် ဒါလေးပဲပြောချင်ပါသေးဗျကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်